င်္ဂလာပါရှင်လိပ်စာ TV ရဲ့ဗမာတိုင်းနာဘာသာစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်အောက်တိုဘာ17ရက်နေ့ညရရှိထားသတင်းတွေကိုကျမအခုမှန်ဂျေလာကနေပြီးတော့တင်ဆက်ပေးတော့ပါမယ်ရှင်ကေအိုဌာနချုပ်ရှိရလိပ်စာမြို့ကိုစစ်တပ်ကအောက်တိုဘာလ17ရက်နေ့ညစစ်သနာရေးဝင်းကျင်မှာအတိခံတရုံဖြစ်ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ့အုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျာ ပုံကျဲတိုက်ခိုက်တာကြောင့်မြို့စီပင်တရာဇီတမှာဟင်းဒီရွယ်ရောင်းတဲ့တရုတ်လင်မယားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတန်ခမ်းများလည်းပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရပါတယ်ရှင်။ဆက်ကဆတ်တပ်ကလွန်ခဲ့တဲ့စက်တင်ဘာလကလည်းအခုလိုလိုက်စားမျိုးအတွင်ဒရုန်းလွတ်ပစ်ခတ်ခဲ့တာတွေရှိကြောင်းနဲ့ယခုနှစ်အတွင်အတေခန်ဒရုန်းလွတ်ကတိုက်ခတ်မှုပြုလုပ်တာ6ကြိမ်ရှိနေပြီဖြစ်ကြောင်းလည်းသိရပါတယ်ရှင်။ မေဂျာရောင်မြို့မှဝါပနာအဖွဲ့စီမှဦးဆောင်လျက်လူငယ်များကိုအခကျင်းဝင်မယူဘဲလက်မှုပညာသင်ကြားပေးကြောင်းဝါပနာအဖွဲ့၏တာဝန်ရှိသူများထံမှသိရပါရရှင်တင်တန်းအတွင်အသက်၅နှစ်မှ30ကြာလူငယ်များကိုအဓိကထား၍တင် जा ပေးပြီးလူငယ်များအလို့အကင်ရှိပြီးဝင်ငွေရတော်လူငယ်ဖြစ်လို့စေရန်ရည်ရွယ်လျက်တင် जा ပေးကြောင်းဟွာပနာအဖွဲ့စီမှတာဝန်ရှိသူဆီမှဤပြပြချက်အရာတည်ရပါရရှင်။စပင်းငယ်စပင်းအယောင်ဆိုးလက်တဲ အလပြင်းတင်တန်းကို ရက်60တင်ကြပေးပြီးမုတ်ဖုတ်နီးကိုလည်းရက်20တိတိတင်ကြပေးကြောင်းသိရပါဗျ။ဒီတင်တန်းမှာတင်တန်းတားအလုံးအယောက်40တင်ယူခဲ့ကြပြီးဒီကနေ့အောက်တိုဘာ18ရက်နေ့တွင်တင်တန်းဆင်လက်မှတ်ပေးအပ်ခြင်းဖြင့်ကျင်းပခဲ့ကြောင်းလည်းသိရပါဗျရှင်။နားဆင်ခဲ့ကြတော့မိဘပြည်သူများအလုံးကိုစိတ်နှပြွှလန်းချမ်းမြေကြပါစေရှင်။